အမျိုးသမီးအိမ်တွင်မှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းစိုက်ခေါင်၌အစင်းမြင့်အိမ်တွင်မှုစက်ချုပ်သင်တန်းအမှတ်စဉ်ကသင်တန်းဖွင့်ပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေဆက်ရေးရဝင်ကြီးဌာနအနေဖြင့်မူဝါဒ၄ရက်ရည်မှန်းချက်9ရက်လုပ်ငန်းစဉ်18ရက်ချမှတ်ပြီး နေဆက်ဒေသမှာရှိတဲ့တိုင်းသားလူမျိုးများလူမှုစည်းဝေးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်နေဆက်ရေးရဝင်ကြီးဌာန ညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်တင်နန်းအမှတ်စဉ်ကတင်နန်းဖွင့်ပွဲအခမ်းအနားကိုမေလ12ရက်နနက်8:00နာရီခွဲကအမျိုးသမီးအိမ်တွင်းမှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းစိုက်ခေါင်တွင်ကျင်းပခဲ့ပါတယ်။ရှေးဦးစွာရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဘိုမူးကြီးစိန်ဝင်းကတင်နန်းဖွင့်အမှာစကားပြောကြားရာတွင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့်ရည်ရွယ်ချက်၂ရက် ရည်မှန်းချက်၄ရပ်လုပ်ငန်းစဉ်၉ရပ်ချမှတ်ပြီးဝန်ကြီးဌာန၏မူဝါဒများကိုအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိရမှာနေဆက်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း55ကျောင်းအမျိုးသမီးအိမ်တွင်းမှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း58ကျောင်းနေဆက်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း9ကျောင်းပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက်ကတူစကိုင်းပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရန်ကုန်စကိုင်းတို့တွင်ဖွင့်လှစ်ပြီးတိုင်းရင်းသားတိုင်းရင်းသူလေးများကိုစနစ်တကျလေ့ကျင့်ပြောထောင်ပေးလျက်ရှိကြောင်းတင်နန်းသူများအနေနဲ့နိုင်ငံတော်မှအချိန်ကုန်ငွေကြေးကုန်ကြခံပြီးတင်ကြားပို့ချသည့်ပညာရပ်များကိုကျွမ်းကျင်တက်မြောက်အောင်သင်ယူလေ့လာ၍လက်တွေ့နယ်ပယ်တွင်အသုံးချပြီးဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်အောင်ကြိုးစားကြရန်ပြောကြားပါသည် ဆက်လက်၍ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအမျိုးသမီးအိမ်တွင်းမှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကျောင်းဆရာမဒေါခင်စန်းဝင်းကသင်တန်းဆိုင်ရာအချက်အလက်များကိုရှင်းလင်းပြောကြားပါတယ်။ထို့နောက်ရှမ်းပြည်နယ်ဇိုရအဖွဲ့ဝင်ပြည်내လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကသင်တန်းအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးသင်တန်းသူများရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။အဆိုပါသင်တန်းကျောင်း၌လက်မှုဘာသာရက်စက်ချုပ်ဘာသာရက်အနေဖြင့် ဂျပန်စင်တီမီတာနည်းဖြင့်ခင်းနှင့်လျော်ညီသောမြန်မာပွဲတဲ့ဝစ်စုံများမြန်မာသရိုသမီးထိုင်မသိန်းဝစ်စုံများကိုအသက်မွေးဝမ်းကြောင်းပြုနိုင်သည့်အထိသင်တန်းသူ32ဦးတို့ဖြင့်မေလ12ရက်နေ့မှအောက်တိုဘာလ12ရက်နေ့ထိသင်တန်းကာလ22ပတ်ကြာဖွင့်လှစ်တင် जा ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ